ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုကျူဂိမ်းရံကိုကျူပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဘရာသာတို့အနေနဲ့စိမ့်ကြရ event ပြန်လာလို့ရှိရင်ပေါ့နော်ဘရာသာတို့အနေနဲ့ အရင်စိမ်းဆိုင်ရာ event ပြန်လာမယ်ဆိုလို့ရှိရင်ဒီ6ရက် skin ကပြန်ပြီးတော့ပါလာမှာလားအကယ်၍ပြန်ပါလာမယ်ဆိုလို့ရှိရင်တော့ event နေမှာပဲပါလာမှာလားအရင်တို့မျိုး diamond တွေနဲ့ဝယ်ရမှာလားဆိုတော့ကျွန်တော်အနေနဲ့မှရှင်းပြရမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ဘာမှပြောခင်မှာ video လေးကိုစလိုက်ကြရအောင်ဗျ video လေးမစတင်ခင်မှာလေ brother တို့အနေနဲ့ကျွန်တော်ရဲ့ youtube channel ဒီက 10k subscriber ပြည့်အောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ like and subscribe လေးနှိပ်ခဲ့ကြဖို့တော့မ ိပါနေဗျ K အဲ့ဒါဆိုလို့ရှိရင်တော့ view လေးစာလိုက်ကြရအောင် K ပထမဦးဆုံးချက်အနေနဲ့ဒီရဲ့ခြောင်ရဲ့ dragon shisu skin ကဘရာသားတို့အနေနဲ့စိတ်ဆိုင်ရာ event လာလို့ရှိရင်ပြန်လာမှာပါ လူအမေအများဆုံးအချက်အနေနဲ့ကတော့ brother တို့အနေနဲ့ကျွန်တော်စိတ်ဆိုင်ရာ event ပြန်လာမယ်ဆိုလို့ရှိရင်တော့အဲ့ဒီရဲ့ခြောက်စကင်ကပါလာမှာဆိုပေမဲ့ကျွန်တော် free ရနိုင်မှာတော့မဟုတ်ပါဘူး free ရနိုင်မှာလား free ရနိုင်မှာလားလာမီးညီရဲ့ brother တွေအတွက်ကတော့ဒီခြောက်စကင်ကိုဒါ free ပေးလိုက်မယ်ဆိုလို့ရှိရင် motto အနေနဲ့ကတော့ကျော်တို့အာစီးပွားရေးဂိမ်းမဟုတ်တော့ဘူးဗောနော်အဲ့ဒါကြောင့်မို့လို့အာဒီစကင်ကိုတော့ free ပေးမှာမဟုတ်ပါဘူး အာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကလိုမျိုးပဲ brother အနေနဲ့ဒီစကင်လာ ID event လာမယ်ဆိုလို့ရှိရင် promo တိုင်းမှုလည်းလာမယ် promo တိုင်းမှုလာတဲ့အချိန်ကြာလို့ရှိရင် brother အနေနဲ့ အဲ့ပေါ့နော်အရင်တော့အလိုမျိုးပဲကျွန်တော် promo time နဲ့ viewer လို့ရှိရင်ကျွန်တော်ဒီရဲ့ချောင်းစကင်ကိုဝယ်လို့ရမှာဖြစ်ပါတယ် promo time က840နဲ့မှဟာရှစ်လုံး viewer လို့ရှိရင်တော့ဒီရဲ့ချောင်းစကင်ကကျွန်တော် diamond 400တဲ့နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ပြောဒီအစဲရောက်စကင်ကိုပြောနေတာပေါ့ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဒီစကင်က time limited စကင်ကို diamond 400နဲ့ရမှာဆိုတော့ browser ရုပ်အနေနဲ့မစိုးဘူးပေါ့နော်အဲ့ဒါကကျွန်တော်တို့ promo time လာရင်ခံမှန်းကြပါအကယ်၍ဒါ browser ရုပ်အနေနဲ့ promo time မလာဘူးဆိုလို့ရှိရင်တော့ဒီရဲ့ချောင်းစကင်ကို ဒါမျိုးအနေနဲ့ကကျော်တို့ဟောနော်1888လုံးလောက်အထိပေးရမှာဖြစ်ပါတယ်1888လုံးလောက်အထိနဲ့ဒီ6ဝက်စကင်ဝင်ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်6ဝက်စကင်က1800ကျော်ပါတော်တော်လေးကိုဈေးကြည့်ပါတယ်ဘရာသာတို့အနေနဲ့ ကျွန်တော်ပြောချင်တာကတော့ဒီချောင်းအစိမ်းရောင်စကင်ယူမဲ့အစားပေါ့နော်ဒီရဲ့ချောင်းဂျီစကင်ကိုမယူဖို့ပြောချင်ပါတယ်ကျွန်တော် Telegram channel လေးတခုထောင်လာပါတယ်ကျွန်တော် Telegram channel လေးမှာအရင်တော့ချောင်းပိုင်းနဲ့တိုင်မုန်ကိဝင်လေးအားကြီးလုပ်ခဲ့ရပါတယ်အဲလာတိုင်းလာတိုင်းရဲ့နောက်ဆုံးရပါတယ်အဲ Starlight Cat ဒီကိဝင်ရှိရဖြစ်တဲ့အတွက်ကြောင့်ဘာသာရုပ်ကြီးနဲ့ Telegram channel လေးကို join ရတဲ့ channel ကိုပြောချင်ပါတယ်ဗျ Telegram channel ကို join တဲ့လူတွေအတွက်အခုပြတာကတော့ join Telegram account ကို join ချင်တာပေါ့ဗျာ။ဘာလို့လဲဆိုလို့ရှိရင်တော့ဒီချောင်းစကင်ရအောင်မှာပို့ပြီးတော့တန်တယ်လို့ခံစားရတယ်ပေါ့နော်။ဟုတ်ပါတယ်။ပြီးသွားလို့ရှိရင်ကျွန်တော်တို့အဲ့စကင်ကဒိုင်မွန်းနဲ့ပြန်ဝင်ရမှာပေါ့နော်။ကျွန်တော်တို့ event နဲ့မှာပြန်ပြီးတော့ပါလာမှာလားဆိုတော့ event နဲ့မှာတော့ပြန်ပြီးတော့မပါလာပါဘူး။ brother တို့အနေနဲ့ event နဲ့မှာမပါလာဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။အကယ်၍အဲ့ချောင်းစကင်ကိုလိုချင်တဲ့လူတွေရှိလို့ရှိရင်တော့ဒိုင်မွန်းကြိုးစုထားဖို့ပြောချင်ပါတယ်။ကဲအဲ့ဆိုလို့ရှိရင်တော့ကျွန်တော် video လေးတော့ဒီလောက်ပါပဲ brother တွေ။